အိန္ဒိယနိုင်ငံရှိဆရာဝန်များကလူနာတအူးရဲ့ပါဇက်ထဲကနေအရှိ6ပေကျော်တဲ့ကျိုးပြတန်တကောင်ကိုဆွဲထုတ်ခဲ့တယ်လို့ New England စေချာနယ်မှာဒီတစ်ပတ်ဖော်ပြခဲ့ပါဗျ။ဒေါက်တာ Siria Philip ရဲ့ email စာထဲမှာရေးထားတာက2014ခုနှစ်မှာအသက်48နှစ်လူနာအမျိုးသားတစ်ယောက်ကမခံမရနိုင်ဘိုက်အောင်နေတာနှစ်လလောက်ရှိပြီဖြစ်လို့သူ့ကိုဥကြီးမှန်မြောင်းနဲ့ကြီးခဲ့ပြီးတုတ်ပြားကောင်တစ်စိတ်တစ်ပိုင်းကိုတွေ့ခဲ့ကြ။အခြားစစ်ဆေးမှုမှာတော့သွေးထဲမှာ hemoglobin နည်းနေတာကိုတွေ့ရကြောင်းဖော်ပြထားပါဗျ။ ကနဦးစစ်ဆေးမှုပြီးတဲ့နောက်ဆရာဝန်တွေကလူနာရဲ့ဥတွေကိုစစ်ဆေးဖို့ endoscopy နီးကိုသုံးခဲ့ရာဥသေးထဲမှာရှည်မျောမျောကပ်ပါးကောင်ရှိနေတာကိုပုံရိပ်တွေမှတစင်မြင်ခဲ့ရပါတယ်။နောက်တော့ new daily ရှိအသေးနဲ့အသေးကြီးဆိုင်ရာတိတ်ပန်ဆေးရုံမှတမားတော်များကလူနာကိုစိတ်ငြိမ်စိမ်းပေးပြီးလူနာပါဇက်ထဲကနေအဲ့ဒီတုတ်ပြားကောင်ကိုညှက်နဲ့ဆွဲထုတ်ခဲ့ပါတယ်တုတ်ပြားကောင်က6.1ပြည့်အရှိရှိပြီးတာနီယာဆိုလီယန်သူမဟုတ်ဝတ်တုတ်ပြားကောင်လို့ခေါ်ပါတယ် ဆွဲထုတ်ပြီးတဲ့နောက်မှာဆရာဝန်တွေက လူနာရဲ့ဥရဲမှာကတ်ကြံနေနိုင်တဲ့ဥတွေသို့မဟုတ်ပိုးလောင်းတွေတရားလူနာကိုတန်သေးသေးတစ်မျိုးဖြစ်တဲ့ပရာစီကွန်တာတိုက်ခဲ့ပါတယ်။နောက်6လအထိစေဆက်တော့ဖို့လဲလူနာနဲ့သူမိသားစုကို အကြံပေးခဲ့ပါတယ်။ဒါအပြင်ညစ်ပတ်တဲ့အစားအစာတွေရေစိုးနှုတ်စနစ်ညံ့တဲ့နေရာတွေကိုရှောင်ဖို့နဲ့အိမ်မှာဝက်သားပိုတီချာချက်စားဖို့ဒေါက်တာဖီလစ်ကတတိပေးလိုက်တယ်လို့ CNN သတင်းတပုတ်ရသိရပါဗျ။ကျမရွှေယူဝင်းပါ